်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကဆွဲသစ်ပါ DVB ရုပ်မြင်သံကြားနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပါရန်ကုန်တိုင်းရန်ကုန်မြို့ပြပျောက်ကြား YUPA တော်လိုင်းတပ်ဖွဲ့ကရဲဘော် KC နဲ့ရဲဘော်မိုးလေးတို့နှစ်ယောက်ကိုနှွင်ပါလာ16ရက်နေ့မှာစစ်ကောင်စီတပ်ကဖမ်းဆီးတာခံလိုက်ရတဲ့အတွက်သူတို့နှစ်ယောက်နဲ့အဆက်အသွယ်ရှိသူတွေရှောင်ရှားကြဖို့ YUPA တပ်ဖွဲ့ကသတိပေးထုတ်ပြန်ပါတယ် ် YUPA ရဲ့ရဲဘော်တွေဖြစ်ကြတဲ့ KC နဲ့မိုးလေးတို့ဖမ်းခံလာရတဲ့အတွက်သူတို့နှစ်ဦးနဲ့အဆက်အသွယ်ရှိတဲ့သူများရှိပါကလုံးဝအဆက်အသွယ်မလုပ်ပါရန်သတိပေးအပ်ပါတယ်လို့ပြောပါတယ်။ရန်ကုန် UG People Army YUPA ရဲဘော်တွေလည်းအရေးပေါ်နေရာရွှေ့ပြောင်းနေရာပြီးရွှေ့ပြောင်းစိတ်တွေလည်းလိုအပ်နေတဲ့အတွက်ရဲဘော်တွေရဲ့ရွှေ့ပြောင်းစိတ်တွေလိုအပ်နေတယ်လို့ဆိုပါတယ်။ YUPA ရန်ကုန်မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ရန်ကုန်မြို့နယ်တွေမှာရှိတဲ့စစ်ကောင်စီတပ် ရဲနဲ့စစ်ကောင်စီထောက်တိုင်တွေကိုဖောက်ခွဲရေးတွေလှုပ်ဆောင်နေတာဖြစ်ပြီးဆရာနာတိမ်မှုကိုမလိုလားတဲ့လူငယ်တွေစုပေါင်းပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါအပြင်အခက်အခဲတွေများစွာကြာကနေမြို့ပြ UG လုပ်ငန်းတွေလှုပ်ဆောင်နေတာဖြစ်ကြောင်းမြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့တွေစီကနေသိရပါပါတယ်ခင်ဗျာ။ နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက်စူတောင်းပွဲနဲ့တော်လှန်ရေးရုပ်ရှင်ပြုံးပြုံးလေးပြပွဲကိုကနေဒါနိုင်ငံရောက်မြန်မာပြည်ပွားတိုင်းသားတွေကတိုရန်တိုမြို့ရှိ Innis Town Hall မှာနိုဝင်ဘာလ16ရက်နေ့နေ့ပိုင်းကကျင်းပခဲ့ကြပါဗါတယ်။အဲ့ဒီစူတောင်းပွဲကိုတော့ဒေါအောင်ဆန်းစုကြည်ရဲ့သားငယ် Kim Harris ကကိုထိန်လင်းနဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းတို့ကအွန်လိုင်းကနေတက်ရောက်ခဲ့ကြပါဗါတယ်။ အဲ့ဒီစုတောင်းပွဲမှာဒရိုက်တာကိုပေါ့ရိုက်ကူပြီးအကယ်ဒမီမင်းမော့ကွန်ပါဝင်တရုတ်ဆောင်ထားတဲ့ပြင်းပြင်းလေးတော်လန်ရုပ်ရှင်ကားကို ပြသခဲ့ပြီးအဲ့ဒီကနေရလာတဲ့အလုံငွေတွေအားလုံးကိုမြေပြင်မှာရှိနေတဲ့တော်လန်အားစုတွေစီကိုလှူဒန်းသွားမှာဖြစ်ပါတယ်ခင်ဗျာအကယ်ဒမီမင်းမော့ကွန်ဦးဆောင်ပါဝင်ပြီးဒရိုက်တာကိုပေါ့ရိုက်ကူထားတဲ့ပြင်းပြင်းလေးຫນွေဦးတော်လန်ရုပ်ရှင်ဇာတ်ကားကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာပြသခဲ့ကြပါတယ်မောင်တူပြပို့ထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်ဒီနေ့ကျမတို့ရဲ့မေဆောင်မြင့်မှာတခင်းနဲ့ကြည်လာရကြည့်ရှုအားပေးလာကြတယ်ဒေါ်လန်မီသားစုတွေဒါဆရာတို့ဖရားကြီးကိုလည်းဥထိပ်ထားပါတယ်နော်ဒီရုပ်ရှင်ကယူလာရောက်ချင်းမြင့်နေတဲ့အတွက်ဥထိပ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါပြုံပြုံလေးရုပ်ရှင်ကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာဒီကနေ့ပြသတဲ့အခါလက်မှတ်စောင်ဘတ်300နှုန်းနဲ့ပိတ်တက်900ကျော်ယုံပြည့်အားပေးခဲ့ကြပါတယ် ဇက်ကတကလုံးကအခုလက်ရှိပေါ်တော့မြန်မာနိုင်ငံရဲ့နိုင်ငံအခင်းကြီးတစ်ခုလုံးပြထားဖြစ်တယ်နောက်20အဲနောက်20မတိုင်ခင်ကိုဗစ်အာနာသိန်းကြီးမတိုင်ခင်ကစပြီးတော့ဒီတော်လိုင်းကာလာတစ်ချောက်လုံးမှရှိခဲ့မြန်မာပြည်သူတွေခံစားနေရတဲ့ကြုံတွေ့နေရတဲ့အရာတွေအားလုံးပြတ်သားတာဖြစ်တယ်အဲ့တော့ဒီကားကိုကြည့်ပြနေတော့မြန်မာပြည်သူတွေကကိုယ်တိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုယ်တိုင်ရင်ဆိုင်နေရတဲ့အရာတွေအားလုံးမြင်တွေ့ခံစားရမယ်အဲ့တို့ကြောင့်မလို့ဒီကားကတကယ်ပဲဟိုမြန်မာပြည်သူတွေအတွက်အကျိုးရှိတဲ့ကာလကာလကိုပြောလို့ရတယ် We are တော်သားလေးကိုရှော့စိတ်ကိုကြည်ကြည်လေးဒါပြုံးပြုံးလေးဟုတ်ကဲ့ဒီပြုံးပြုံးလေးရုပ်ရှင်ကမှာပေါ့နော်အာကျွန်မဒီကိုကျော်ရဲ့အမနေရပေါ့နော်တရုတ်ဆောင်ခဲ့တယ်ပေါ့ဒါပေမဲ့ဇိုင်းခန့်လေးရတော့အများကြီးမဟုတ်ပေါ့နော်ဒါပေမဲ့လည်းဒီကိုလုံးနိုင်တဲ့ဖက်မှာပေါ့နော်အတက်နိုင်ဆုံးစူးစမ်းပြီးတော့ဒီဒီကားက တကယ်ရကြတော့ဒီဒေါ်လာရေးကားဖြစ်တဲ့အတွက်ပေါ့နော်အကုန်လုံးကလည်းဒီကောက်မှာဒီကိုတက်နိုင်တဲ့အင်အားလေးနဲ့အထုံခွန်ဆိုင်လေးတွေရိုက်ပေးထားတာကိုပေါ့နော်ပြည်သူတွေကိုချပြတဲ့ကားဖြစ်ပါတယ်ဒါညီမအနေနဲ့ကတော့ဂုံယူတာပေါ့နော်ကိုကိုယ်တိုင်ကလည်းစီရီယံတယောက်ဖြစ်တာအတွက်ဒီလိုမျိုးကားမျိုးကိုရိုက်ရတဲ့ကိုယ့်ရဲ့အင်အားလေးနဲ့ဒါတိုင်းပြည်အတွက်တရောက်တနေရာကနေပြီးတော့ family လေးရှာပေးရတဲ့အတွက်မှာအဲ့ဒီမှာအများကြီးဂုံယူပါလိမ့်ရှင်ဒီရုပ်ရှင်ကိုကရီနီပြည်နယ်ဒီမော့ဆိုဖရူဆိုနဲ့ဖားဆောင်မြို့နယ်တွေအတွင်းမှာ တရီနီတော်လန်ရေးရဲဘော်တွေပါဝင်ပြီး2024ခုနှစ်ကစတင်ရိုက်ကူးထားခဲ့တာပါဒါလာရမုံငွေကိုကျမတို့ကတရားရခိုင်တော့ပေါ့နော်မြေပြင်ကိုစီးတင်မကရီနီကိုပဲစီးတင်ပါမယ်ပြီးတော့ပထမကြိမ်လဲကျမတို့ဒီပေါ့နော်အလူငွေကိုခွဲရမ်းချပြီးတော့လူရမ်းတာကိုလဲဇွန်မီတင်နဲ့ပြပြီးသွားပြီပေါ့နော်ဆရာကြီးတော်ပဲဆိုးရရှိရဲနောက်ပြီးတော့တခြားမြေပြင်နဲ့အပိုင်းပိုင်းပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ဒီတပွဲကရရဲ့ပတ်စံကရော မြန်မာငွေ330ပေါ့ဗတ်သိန်းဝင်းကျင်လောက်ပဲရမယ်ဒါမဲ့တခြားဟိုဒေါ်လာထုတ်ကုန်ပစ္စည်းတွေရှိရဒီလိုမျိုးပြုံးပြုံးလေးအင်ဂျီလေးတွေပြုံးပြုံးလေးနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပစ္စည်းတွေမာချန်ဒိုင်းစင်းပေါ့နော်အဲ့အရာလေးကိုလည်းဒေါ်လာထုတ်ကုန်တွေကိုလည်းဝယ်ယူပြီးတော့လှူဒန်းတာမျိုးဖြစ်ပို့ပြီးတော့ဒီလှူဒန်းငွေကစီးတက်နိုင်တာပေါ့နော်အဲ့တော့ဒီတကားတွေက amount amount ငွေကအရင်မများပဲကျွန်တော်တို့စုစည်းလိုက်တဲ့ခါကျရင်လုံးရှင်ကား3ကား4ကားဆိုစုစည်းလိုက်ရင်ကျွန်တော်တို့ဒီဒေါ်လာအမြင့်ပြင်ကိုပေါ့နော်ဒီများများလေးလှူဒန်းပေးနိုင်တယ်ပေါ့နော် ဇန်နာပြရင်လည်းလမ်းမပေါ်မှာအသက်ပြီးသွားတဲ့ကလေးတွေမှာတပုံကြီးသူတို့အတွက်ကိုကျွန်တော်တို့ကဆက်ကိုလောက်အောင်ကုန်းယူပါတယ်ကုန်းယူရတာကျွန်တော်ဒီတော်လိုင်းတောက်လျှောက်လုံးပါတာကျွန်တော်ကျွန်တော်အတွက်ဆိုလို့ရှိရင်ဒါလည်းဘဝရဲ့ဘက်တိုင်တစ်ခုလိုပဲပြောလို့လည်းရတယ်ပေါ့နော်နောက်ပြီးတော့ဒီဒီပြီးတော့အမှုပညာနဲ့တော်လန်ရတဲ့အတွက်လည်းဒါဒီပေါ်ပါလေကျွန်တော်တို့ဟိုအရန်ကုန်ယူပါတယ်ပေါ့နော်ဟုတ် ုံမျိုးလေးရုပ်ရှင်ကိုပြီးခဲ့တဲ့ဩဂုတ်လ၁၀ရက်ကဩစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာပထမဆုံးပြသခဲ့ပါတယ်။လာမယ့်နိုဝင်ဘာလ၂၃ရက်မှာလည်းဘန်ကောက်မြို့မှာပြသအောင်မှာပါ။ဒါ့အပြင်ကနေဒါနိုင်ငံနဲ့ဆွီဒင် နိုင်ငံတို့ပါဝင်နိုင်ငံ၅ခုမှာလည်းထပ်တိုးပြသဖို့စီစဉ်ထားပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူးပါ။နိုင်မလို့ပြီးနိုင်တော့မှာပါ။အနည်းဆုံးတော့အာနာရှင်ရဲ့စစ်ဖက်နဲ့အောက်မှာ ဘယ်တော့မှဒုထောက်မှာမဟုတ်ဘူးဘယ်မြေပေါ်မှာမဆိုပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက်ဘလို့ကြိုးပမ်းမှုမျိုးကိုမဆိုစန့်ကျင်သွားမယ်လို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုကထပ်မံပြောကြားလိုက်ပါတယ်နွေမာလာ18ရက်နေ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှပါလက်စတိုင်းလွတ်လပ်ရေးတကားပွင့်လာစေနိုင်တဲ့အမေရိကန်ထောက်ခံထားတဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုမဲခွဲမဆုံးဖြတ်ခင်တရက်အလိုမှာအခုလိုပြောခဲ့တာဖြစ်ပါတယ်။ သမ္မတဒေါ်နယ်ထရန့်ဂျာဝင်ညီနိုင်ပေးထားတဲ့ Israel Hamas အပြစ်ခတ်ရစဲမှုနောက်ဆက်တွဲအဖြစ်အခုဆုံးဖြတ်ချက်မူကြမ်းကိုမဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ဂါဇာကမ်းမြောက်မှာအသွင်ကူးပြောင်းရေးကာလအုပ်ချုပ်ရေးနဲ့ယာယီအပြစ်ပြဆိုင်ရာတည်ငြိမ်ရေးတပ်ဖွဲ့တွေချထားဖို့အစီအစဉ်ကိုလုံခြုံရေးကောင်စီကထောက်ခံဖို့မဲခွဲကြမှာပါ။ဆုံးဖြတ်ချက်နောက်ဆုံးမူကြမ်းထဲမှာအနာဂတ်ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေးဆိုတာကိုညှိညွှန်းထားပါတယ်။ဒီအချက်ကိုအစ္စရေးအစိုးရဘက်ကအသေးအတန်ကန့်ကွက်နေပါတယ်။ ဘယ်နယ်နိမိတ်မှာမဆိုပါလက်စတိုင်းနိုင်ငံပေါ်ပေါက်လာမှာကိုကျုပ်တို့ရဲ့စန့်ကျင်မှုကပြောင်းလဲမသွားပါဘူးလို့နေတန်ညာဟုကကက်ဘိနက်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ပါလက်စတိုင်းနိုင်ငံထူထောင်ခွင့်ပေးတာဟာဟာမတ်စ်ကိုဆုချသလိုဖြစ်မှာဖြစ်ပြီးအစ္စရေးနယ်စပ်မှာဟာမတ်စ်အုပ်ချုပ်တဲ့နိုင်ငံကြီးတစ်ခု ပေါ်ပေါက်လာစေနိုင်တယ်လို့နေတန်ညာဟုကအခိုင်အမာပြောဆိုထားပါတယ်ခင်ဗျာ။ DVB ရောင်းမြန်တန်ချာရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ